今天天气怎么样？我做梦。哦，哎，老弟，我老了。今天要不，要不，要不，要 ီးရဲလို့တော့နော်ဘုရားနဲ့လေလေလောက်ပေးမယ်လို့မနေ့ကသိသိချာချာနားလေရောကြောထားပြီမျိုးဘာလို့လဲမျိုးတော့ဘာပုံငန်းနေတော့မျိုးဘုရားကြောက်အောင်လို့ယူတူနေတော့ဒီနေ့တော့မနေ့ကပြောပြီမနေ့ကမင်းတို့ကြည့်ပေးမယ်သိချာလောက်ပေးမယ်လို့ပြောတော့ပြီဘာလို့လဲမျိုးကောင်ကြီးကဘာလို့လဲမင်းတို့နားလဲပြောပြပြမင်းတို့နားလဲအောင်ပြောလိုက်တာ 哎，是是，自家别乱咬，拿回来。你我拿来他们这我的人家来不要我错了。哦，哎、哦，不能。就去。 ဟုတ်ပါလေဒါတော့ပြောတော့ပါဘူး။အဲ။ဘာလို့လဲဘာလို့လဲ။ဟောမဟာလေ။မြောက်။မြေထောင်။ဟောပြတာတော့ကျွန်တော်ပြည်သူဘက်ကနေ၄၀၀လေးရှိလို့။ဒါနော်အကိုကြီးတို့လည်းဖြစ်မှာပေါ့နော်။ဒါကျွန်တော်မေးချင်တာပြည်သူတွေအနေနဲ့နော်အခုကျွန်တော်တို့အန်ယူဂျီလက်အောက်ခံအကုန်လုံးပေါ့နော်အဖွဲ့စည်းတိုင်းဟာ။

ို့သိကျင်တဲ့ဟာတွေအဲအဲ့ကိုဖုတ်တိလည်းပြန်ရောက်ခွဲမှာတောင်းဆောင်ပါတယ်ဒီမှာကျွန်တော်ငါ့မှာတောင်းဆောင်တာနဲ့ဆက်ဆံတာဘယ်ဟာဆိုတော့ပုံမလေးလေးပဲအဲ့ဒါအဲ့ဒါအဲ့ဒါကိုကျွန်တော်ဖြည့်ဆွနေရတယ်အဲ့ဒါကြီးရတယ်တော့ထိုင်နေဟာဒီလိုဂုတ်ကဆွဲပြီးခေါ်ပါကျွန်တော်တို့မြင်နေတယ်ဆိုတော့နော်မြင်နေတယ်မိခင်မျိုးအနာကဟုတ်လို့ချင်တယ်တမန်နဲ့ချင်တယ်တမန်တော်ကတော်တော်ကြည့်လို့လှမှာဆိုလို့ပြောတာအဲ့တော့ဒီလိုမျက်နှာကိုချက်တော့ကြည့်လို့လည်းမပြောဘူးဆဲပြီးတော့ကျွန်တော်တို့မိခင်ကိုတမန်နဲ့ချင်တော့တာဒီပါဦးအဲအဲ့ဒါကိုကျွန်တော်လက်ချက်မကြောက်ဘူးအဲ့တော့ကျွန်တော်ဖြေဖြေသွားမယ်ဖြေ ွန်ပြောလိုက်နဲ့အဲ့ဒါတွေကကျွန်တော်တို့လည်းမသိထားဘူးဟုတ်နော်ဒါကမသိတဲ့လူချင်းချင်းတွေပြောဟုတ်ကျွန်တော်တို့ကတကယ်မသိဘူးသူတို့မြင်တာပါကျွန်တော်တို့ကနေတော့ဆိုတော့ပြောလို့ပြောလို့တော့ဘာမှမသိဘူးတယောက်ကဘာမှမသိဘူးအခုဘာလောက်သွားတာလဲကျွန်တော်လည်းမသိဘူးဘယ်သူဖမ်းသွားလို့ဖမ်းသွားမှတော့ကျွန်တော်တို့မသိပါဘူးနော်ဒါကတော့မသိတဲ့လူချင်းချင်းဆိုလို့ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကလည်းတကယ်ကရောမသွားမှဆိုလို့ကျွန်တော်တို့ကနေတော့လည်းဘာမှမသိဘူးနော်မဟုတ်ဘူးဒီမှာဒီမှာပြောထားပြီကျွန်တော်တို့ပြောခဲ့ပြန်ကိုကျွန်တော်တို့အဲ့ဟဲ့ဆိုတာကိုမှတ်ထားတာစီစဉ်တိတိုင်းမေးခြင်းမေးတိုင်းတဲ့ဟာကိုနတ်ပြန်၅ရောက်လာတယ် ဲပါတဲ့သူတို့ပြောပြပါမယ်တဲ့အကျိုးကြောင့်အခုလိုပြပါမယ်တဲ့ဟုတ်တယ်မဟုတ်လားဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့လေအဲ့လေဟုတ်ပါပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါအားလုံးလာကြလားပြောလို့ရတယ်ပြောလို့ရတယ်ကျွန်မလည်းမနေ့ကတော့ဘယ်သူမှတွေ့ကိုမရှိတလားနဲ့လားနလားအတူတွေ့ကိုမရှိပါဘူးတဲ့ကျွန်တော်အဲ့ကျွန်တော်ခက်ကိုကြိုင်တော့ပြတ်တော့ရှိတယ်ကျွန်တော်တော့ပြတ်မရခါလေလူလေလေပဲပြောခဲ့တာကျွန်တော်တို့ဟုတ်ပါပါအဲ့ဒါကတော့မနေ့ကကျွန်တော်တော့ကောင်းကောင်းကြားတာကဲလို့လည်းမဆွေးလို့ရသေးဘူးတော့အရင်အခုလိုရတော့ဒီအခွဲကျွန်မအမေတို့တနက်နေ့ချိန်မှတော့မချိန်နဲ့လို့ကျွန်တော်တို့ပြောရတာ ကျွန်တော်တို့အခုလက်ရှိလောက်တာငါကင်တောက်တာရောတမန်နဲ့ချိန်လို့ရွာရဲကိုသူတို့ဝင်ကြတာကိုဓာတ်ညက်တပုံကိုဝင်ကြတာကျွန်တော်လေးပြောကျွန်တော်ဖြစ်နေတာပြပြလေးလေးလေးခက်နေခက်နေမှာလက်တော့ပြည်လက်တူပြောတယ်ရောက်ပြမတရားပြတယ်ဒီနေ့မှာဒီအကြောင်းအရာပါဝင်တာဖြစ်ပါတယ်တမဟုစွာနောက်ချိုကိုတီအန်အန်လီကလုံးဝပြန်ပေးမှာမဟုတ်ဘူးဆိုတဲ့သတင်းတခုရှိနေတယ်လို့မွန်ကင်ရေပေါင်းစည်းမှုသတင်းတွေရှိပါတယ် အဲ့တော့ဝန်ကင်ပေါင်းစည်းမှုအတွက်ကြိုးစားဆောင်ရွက်နေတဲ့အခြေအနေတွေရှိနေတယ်လို့နောက်ချိုမှာ TNL ကပြင်းပြထန်တဲ့တိုက်ပွဲဝင်နေပါတယ်အဲ့တော့နောက်ချိုထိုးစစ်ဆင်လာတဲ့တက်အခုဒရုန်းနေနဲ့ကျဲပါတယ်ဖက်စစ်တက်ထိုးစစ်ဆင်လာတော့စစ်ခွေးတက်စီကို ုံးနေနေကျဲတဲ့နေရာမှာတရားသူရပွဲရပုံမူပူကြီးအင်းမင်းအောင်ဒရုံဘုတ်တီဗီမသိမရှင်ဖြစ်နေပါတယ်ဘတ်ဆိုရင်44ကဒရုံကိုထွက်ကြည့်တာတော့မကြောက်ဘူးပေါ့မကြောက်ဘူးဆိုရင်ထွက်ကြည့်တာမသာပုံကန်နီးနေပြီးတော့အေးပေါ်ပို့ထားရပါတယ်အဲ့တော့ပုံနာကျွန်းဘုတော်ကြေးရွာနီးကတိုက်ပွဲမှာအေအေကိုခုခံတိုက်ခိုက်လို့ဆိုပြီး၂၀၂၀ တခုနေ့ဇန်နဝါရီလ၄ရက်နေ့မှာ NLD အစိုးရကစစ်တပ်၏ထောက်ခံမှုဖြင့်တရားသူရဘွဲ့ပေးခဲ့တဲ့သူတွေဖြစ်ပါတယ်။အရန်တူဆန်းနေတော့ဒီအင်းမေဟောအခုနောင်ချိုက DNL MBY PDF တို့ရှိနေတဲ့နောက် DBL ပေါ့နော်တနုပြည်သူလွတ်မြောက်ရေးတပ်မတော်တို့ရှိနေတဲ့စီကိုစစ်ကြောင်းထိုးလာခဲ့တဲ့သူဟာ အန်ဒီအစိုးရစစ်တပ်ထောက်ခံမှုနဲ့တရားသူရဘွက်ပေးခဲ့တဲ့ပုံမူကြီးအေးမြအောင်ဖြစ်နေတာကတော့တော်ယုံတိုက်ဆိုင်မှုတော့မဟုတ်ဘူးအဲ့တော့ဇွန်26ရက်နေ့မှာပေါ့ဗျာနောင်ဘာညံတော်လုံးစုံအုံမခန်းနောင်လင်းဒီကျေးရွာတွေမှာတိုက်ပွဲဖြစ်တယ်ဗစစ်တပ်ကလက်နက်ကြီးအလုံး80နဲ့ drone 30နှလုံးကျဲတယ်မိုးမလင်းသေးဘူးပြစ်ခတ်တန်တွေစူညံနေတယ်ကန်ကြီးဘက်ကနေစစ်ကြောင်းထိုးလာတယ်လို့သိရပြီးဗန်ပွေးကုန်းက လာပါကနှစ်ပြူဟာပြင်ဦးလေးတင်တန်းကြောင်းကအတက်ပြီအခြားတက်ပြီစူပေါင်းပြီးထိုးနေကြတယ်နောက်ချိုးပြန်ပြန်လိုချင်နေတယ်အဲ့တော့ဒီဘက်မှာတိုင်းသားတော်လည်းတက်ပြီနဲ့ ERO ပူပေါင်းတက်တွေကပြင်းပြင်းထန်ထန်ခုခံနေတယ်ဒီဒီတိုက်ပွဲမှာ DPL ကြီးဓနုပြည်သူလူမျိုးကြီးတက်မလို့ DNL ကြီး MPN ပြည်သူအစရှိတဲ့ပူပေါင်းတက်တွေပါ ဤသူတို့တွေတိကြိုက်တန်ရာရရှိမှုတွေရှိတယ်။နောင်လင်းတဲ့နောင်ဖာနားမှာခြေရွာနားမှာစစ်တပ်ကရန်တမ်းဖြစ်ခတ်မှုကြောင့်လက်နက်ကြီး39လုံး drone drone နဲ့ drone 18လုံးပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဤသူလူမှုနေအိမ်တွေပျက်စီးနေတယ်။ညံတော့ခြေရွာမှာလည်းလက်နက်ကြီးအလုံး30 drone 15လုံးနဲ့ပြစ်ကူတိုက်ခိုက်ပြီးနေတယ်။ဒါပေမဲ့နောင်ချုပ်ကိုရမယ်လို့တော့မမျှော်လင့်ပါနဲ့တော့ တရားပူရပွဲရပုံမူကြီးအေးမင်းအောင်ကတော့မသိမရှင်ဖြစ်နေတဲ့အခြေအနေပါ။တပြင်းတော်လန်တိုက်ပွဲသတင်းတွေထဲမှာဒီကနေ့အခြားသတင်းတွေဖတ်ပြီးသားဆိုတော့ဘသူစီမံမှမတင်ပြတဲ့သတင်းကိုခင်ဗျားတို့ကိုကျွန်တော်ပြောပြ။နံပါတ်1အင်ဝိုင်းပကဖာဒီလူလူတို့ဟာစစ်တပ်ကိုလည်းကြောက်ရတယ်ပကဖာကိုလည်းကြောက်နေရပြီဆိုပြောလို့ရတဲ့အဖြစ်အပျက်တွေဖြစ်နေပါတယ်။ပထမဦးစွာ တရင်ရှိကသတ်မှတ်ထားတဲ့အချိန်ကျော်လွန်ပြီးထွက်လို့တဲ့ဆိုပြီးအင်ဝိုင်းပြည်သူမိန်းကလေး6ယောက်နဲ့ယောက်ျားလေး2ယောက်ကိုတရင်ရှိပကပပပကိုခေါ်ပြီးတော့ဖမ်းဆီးရိုက်နှက်ခဲ့ဆွေနွေးစရာရှိရင်ခေါ်တာ20ရက်နေတည်းကဖမ်းဆီးထားတာအခုဒီပြန်မလို့ပေးသည်တရင်ရှိကသတ်မှတ်ထားတဲ့အချိန်ကျော်လွန်ပြီးထွက်တာအဲ့လောက်ဒီဖမ်းဆီးထားပိုင်ကိုရှိုင်းနေပိုင်ကွင်း ပကဖမှာရှိသလားအင်ဝိုင်းပကဖပကဖပါပါတွေကိုဖွဲ့စည်းထားတဲ့သူတွေကတောင်းရင်ယူမှာလားနောက်တစ်ချက်ဖြီးတိုင်းပကဖတောင်းရင်ကစောဝင်စောဝင်က PDF ကောင်းဆောင်တယောက်ပြည့်တဲ့ဦးမိုးတိန်ကိုတနက်တော့မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့အတွက်ဆန္ဒပြမှုတွေဖြစ်နေတယ်ကြည့်

်ပြည်သူတွေဒီလက်နက်ကြက်ပွဲတော်လည်းပြီးပြီ။ဒီအောင်လည်းပတ်တော့ဒီအောင်မှာ 人也给你一辆帮托是了，不然呢？嗨嗨，我你有多少 ီတို့တန်ဖြစ်ပါတယ်အဲ့တော့ရင်းမာပြီမှာဘကဖရရဲ့ပြတနာအင်ဝိုင်းဘကဖပြတနာဝက်လက်ဘကဖပြတနာထင်းကြိုင်ကိုဘကဖတာဝန်ခံစောဝင်းကိုစောဝင်းကျမတို့အာနာရှင်နေတာကျမတို့ပြည်သူတွေးတဲ့ဓမင်းကိုစာပြည်သူဝယ်ပြီးတဲ့တနက်ကိုကာခမရိုကမြေပြင်မှာဗီဒီယိုကလစ်တွေကိုကြည့်ရင်ခမရိုပါလေဘလို့စိတ်ဓာမျိုးတွေနဲ့ဘလို့ရှင်တန်နေလဲဆိုတာတတိုင်းပြည်လုံးကသိရှိ ွားကြပါအဲ့တော့ဒီပကဖတွေကိုပြင်းပြထန်နဲ့ရှုပ်ချပါအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပကဖတိထောင်သူများကချက်ချင်းအရေးယူပါစကားလေးတစ်ခုကြားညက်ပြောပြချင်ပါသေးတယ်ခေါင်းဆောင်ဆိုတဲ့လူဟာခေါင်းဆောင်လှုပ်ချင်ကြရင်ပေါ့မာရကိုဝန်ခံပြီးတာဝန်ယူဖြည့်ရှင်းတဲ့အလေးအကျင့်မျိုးမပြောထောင်ပဲခေါင်းဆောင်ဆိုတဲ့လူအတွက် စင်ကြီးတွေပေးပြီးအမားကိုကွယ်ဝတ်တဲ့လိကျင်မျိုးမွေးမြူနေတော့လူလိန်ကောင်းဆောင်မျိုးဆက်တွေဆက်လက်ပေါက်ပွားလာပါလိမ့်မယ်။အကျွန်တော်ပြောတော့မယ်။နိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပြောကြားခဲ့တာဖြစ်ပါ။အဲ့တော့တောင်းဝင်ခံနိုင်လားတောင်းဝင်ယူနိုင်လား။ဘကဖဖို့ဖွဲ့စည်းတဲ့သူတွေဘကပခေါင်းဆောင်တွေဘကပဘာညာတရကတွေခင်ဗျားတို့ ပြည်သူကခင်ဗျားတို့ယွန်ရှာမုံတိတဲ့အဆင့်ကိုရောက်ရှိလာနေပြီတပတ်မှာရင်းမပင်ခရိုင်ထဲမှာဆိုရင်ဖြစ်ခဲ့တဲ့ပြဿနာတွေပလဲမောင်စောထက်လူတတ်မှုစောထက်ရဲ့အင်းအောင်မှာအလောင်းတွေတဲ့အန်ယူဂျီကဘာမှအရေးမယူဘူးဘောကပြားကိုဖမ်းဆီးရတဲ့ဘသူဖမ်းမှမသိဘူးဘသူမှသတင်းမထုတ်ဘူးခင်ဗျားတို့ကစစ်တပ်ကိုတော်လိုင်းဥပဒေမဲ့မိမဲ့စရာကြီးဖြစ်အောင်လုပ်နေကြတာလားနောက်အရှိမလို့ဘုံမှုဟိမ့်တော်မှုကိစ္စရှိသေးတယ် ။နောက်ကျောင်းဆရာမှာကိုဝင်းသေးမိသားစုတတ်တယ်။ပြည်သူလူထုရဲ့အယုံကြည်ကင်းမဲ့မှုကိုခံစားသွားရရင်တသက်လုံးဘာနဲ့မှပြန်တည်ဆောက်လို့မရတော့ဘူးဆိုတာကျွန်တော်ကြက်ကြက်တတိပေးပါစီ။အခုအင်ဝိုင်းကကိစ္စချက်ချင်းပြည်သူလူထုကိုလှုပ်ပါဒီညာကနေကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ပြည်သူလူထုအပေါင်းကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်တွဲဆက်ပြသပြီးသားဖြစ်ပါတယ်ဒီအခြေအနေကိုကြည့်ပြီးမားတယ်မှန်တယ်ဆုံးဖြတ်ပါဘက်ကပ်ဖာကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါလက်ရှိဗီဒီယိုရဘယ်ဘက်ကပ်ဖာလဲဆိုတော့နံပါတ်1ထီးကြိုက်ဘက်ကပ်ဖာတာဝန်ခံကိုစောဝင်းနံပါတ်2အင်ဝိုင်းဘက်ကပ်ဖာဒီလိုကိုမတရားဖန်ဆီးကြတာတွေနဲ့ ဒီတော့နိုင်ချင်းပို့ကြတာတွေအတွက်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူအပေါင်းကအင်ဝိုင်းပကပနဲ့တီဂျိုင်ပကပပြင်းပြင်းထန်ထန်ရှုံချကန့်ကွက်ပါတယ်ဆိုတဲ့အချောင်းကောမန့်တော့အနေဆုံးရေးခဲ့ပြီပါတယောက်ချင်းစီတိုင်းရေးပါကျွန်တော်ဗီဒီယိုကိုကြည့်အောင်အနည်းဆုံး9000 6000တသိန်းနီးပါးရှိတယ်ကောမန့်ပေါင်းတသိန်းရေးပြပါဒီလူကစစ်တက်လေးကြောက်ရအောင် ဘကဘာလေးကြောက်ရဆိုရင်တော့အရင်ကတနက်ကင်ထားတဲ့ကောင်တွေကိုမကြိုက်လို့တော်လာနေတာအခုတနက်ကင်ထားတဲ့ကောင်တွေကတိဆောက်ချိုးပဲဆိုရင်ကျွန်တော်တို့လုံနေတာတွေကအပိုလုံပြီဖြစ်နေတာခမရတို့ဘဇုတ်တပွဲအာနာယာကြီးကျုပ်တို့တော်လန်နေတာမဟုတ်ဘူးမိမိမတိုက်ပွဲဝင်နေတော်လန်ကြီးရဲဘော်ညီနောင်အပေါင်းပါလေတဇုတ်တပွဲအာနာယာကြီးတိုက်နေတာမဟုတ်ဘူး အန်ယူဂျီအာနာယာရဲ့အန်အန်ဒီအာနာယာရဲ့အန်အန်ဒီများတနက်ကင်ပူကြရေးလုံနေတာမဟုတ်ဘူးအန်အန်ဒီများဆိုတာအကုန်လုံးမဟုတ်ဘူးအဲ့ဒီပန်ကဖတာဝန်ယူရလို့တော်တော်များများအန်အန်ဒီပါတီမှာပါဝင်ဘူးတဲ့သူတွေတော်တော်များတယ်အကုန်လုံးမဟုတ်ဘူးအဲ့ဒီမှာကောင်းမွန်တိုက်ပွဲဝင်တဲ့ပကဖတွေအများပြားရှိတယ်အဲ့ဒီစွန်းစံတွေကကြက်ချင်းပကဖတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကအေးမယူရဲလောက်အောင်ပကဖပြန်ကြောက်တဲ့အစိုးရဖြစ်နေတာလားလို့မေးရင် ဒီလူလူကြီးခင်ဗျာမတရားမှုတွေကျူးလွန်နေတဲ့ထီးကြိုက်ပကဖစောဝင်းနဲ့အင်ဝိုင်းပကဖကိုပြင်းပြင်းထန်ထန်ရှုတ်ချလို့ဒီနေရာကကျွန်တော်တိုက်တွန်းပါတယ်ဒီနေရာဒီကပါအလုံးဂျေဇုတင်ပါ